မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့စက်တမလ10ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပခုတ်ကူမြို့နယ်ပခုတ်ကူကမ်းမလမ်းပိုင်းညောင်လလမ်းခွဲမှာရှိတဲ့အကြမ်းဖက်စစ်တပ်စခန်းကစစ်ကောင်စီတပ်သားများအလုံးဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်ဝင်းရောက်မီးရှို့ရှင်းလင်းခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စက်တမလ9ရက်နေ့မနက်2နာရီကမှပခုတ်ကူမြို့နယ်ပခုတ်ကူကမ်းမလမ်းမပေါ်ညောင်လလမ်းခွဲမှာအထိုင်ချတပ်ဆွဲထားတဲ့ ခရီးသွားပြည်သူလူထုအပေါ်ကိုမတရားဆက်ကြီးကောက်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာစခန်းကိုဆုတ်ခွာထွက်ပြေးသွားတဲ့အတွက်တော်လိုင်းတပ်ဖွဲ့များကဝင်းရောက်မိရှို့ရှင်းလင်းခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစခန်းကကမ္ဘာမြို့ရဲ့အရှိတ်ပခုတ်ကူနယ်ကမ္ဘာကြားကားလမ်းမကြီးဘေးမှာရှိတဲ့ကာကင်းစခန်းပေါ့။အင်အားက15ဦးလောက်ပဲရှိတာ။ ကိုရက်နေမနက်2နာရီ3နာရီလောက်ကဆုတ်ခွာသွားတာအဲ့ဒီမှာတိတ်ပြီးတော့မနေဘူးလူနေတာဆိုတော့စခန်းအထိုင်ချတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့အနောက်ဘက်မီတာ150လောက်မှာညောင်ချက်ပင်ပြူစောတိရွာစခန်းရှိတယ်အဲ့ဒီပြူစောတိရွာနဲ့ကူးတန်းနေတာပစ္စည်းတွေတင်းစီရရှိတာတော့မရှိဘူးဘန်ကာတွေကတော့ကားနဲ့ထိုးပြီးတော့ဖျက်ဆီးခဲ့လိုက်တယ်လို့ကမ္ဘာတပ်ပေါင်းစုကတောင်ရှိသူတို့ကပြောကြားထားပါတယ်အဲ့ဒီရှင်းလင်းမှုကိုမြိုင်းပကဖနဲ့ဒေတာတွင်းကာကွယ်အဖွဲ့တွေဖြစ်တဲ့ AR Down အဖွဲ့ KMRF အဖွဲ့တို့ကပူးပေါင်းပြီးတော့ဝင်းအောင်ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးတော့စခန်းကဘန်ကာများကိုဖျက်ဆီးကအကြမ်းဖက်စစ်က ောင်စီတပ်သားများနေထိုင်တဲ့တဲအိမ်များကိုမိရှုပ်ဖျက်ဆီးပေးခဲ့တယ်လို့သိရပါဗျ။အခုဆုတ်ခွာသွားတဲ့ညောင်ပင်လစခန်းလမ်းခွဲကာကင်းစခန်းဟာ2024ခုနှစ်မတ်လမှာကန်တော်ဖလန်အိုကာကင်းစခန်းများနဲ့အတူနေရာယူအထိုင်းချတပ်ဆွဲထားတဲ့စခန်းတစ်ခုဖြစ်ပြီးတော့ယခုအခါမှာပြန်လည်ဆုတ်ခွာသွားတဲ့အတွက်ညောင်ချစ်ပင်ပြူစောတိရွာစခန်းကိုတွဲရောက်ပြီးတော့ပူးပေါင်းကခန်းစစ်ပြင်ဆင်နေကြကြောင်းသတင်းရရှိပါရခင်ဗျာ။ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေတိုင်းပွင့်ဖြူမြို့နယ်မှာစစ်သားတွေစုဆောင်းပေးနေတဲ့ပြူစောတိခေါင်းဆောင်လှမင်းနိုင်ပိုင်ဆိုင်တဲ့ဇိန် KTV ကိုလက်ပစ်ပုံးနဲ့ပြစ်သွင်းတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ10ရက်နေ့ည9:30မိနစ်ခန့်မှာပွင့်ဖြူမြို့နယ်မှာအချမ်းမတ်စစ်တပ်အတွာစစ်သားတွေစုဆောင်းပေးနေတဲ့ပြူစောတိခေါင်းဆောင်လှမင်းနိုင်ပိုင်ဆိုင်တဲ့ ွာခိုင်ရွာမှာရှိတဲ့ဇိန် KTV ကိုတောင်းဆက်အောင် LPDF အဖွဲ့ကလက်ပြဘုံနဲ့ပြင်သွင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ပြူစောတီခေါင်းဆောင်နှမဲနိုင်ကပြူစောတီတွေကိုစုဆောင်းပေးတာတွေလှုပ်ဆောင်နေတဲ့အတွက်သတိပေးတိုက်ခိုက်ခဲ့တာပါလို့တောင်းဆက်အောင် LPDF အဖွဲ့ကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာထိခိုက်ပျက်စီးမှုအခြေအနေကိုတော့အတိမပြုတ်နိုင်သေးပဲရွာခိုင်ရွာပြူစောတီခေါင်းဆောင် လှမင်းနိုင်အနေနဲ့စစ်ကောင်စီနဲ့ပူးပေါင်းခြင်းကိုရပ်တန့်ပြီးတော့ပြည်သူများနဲ့အတူပူးပေါင်းရန်ထမှန်သတိပေးအပ်ကြောင်းဒေါင်းစိအောင် LPDF အဖွဲ့ကတာဝန်ရှိသူတူကဆက်လက်ပြောဆိုထားပါတယ်ပွင့်ဖြူမြို့နယ်အတွဲမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ပြူစောတီများစုဆောင်းပေးနေတဲ့ပြူစောတီခေါင်းဆောင်များကြေးရွာအုပ်ချုပ်ရေးမှူးများကိုလည်းမိမိတို့ရဲ့လောက်ရများကိုရပ်တန့်ကြပါရန်တောင်းဆက်အောင် LPDF အဖွဲ့ကအပိပိတ်ထုတ်ပြန်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်ကံကြီးကုန်းရွာပြူစောတိစခန်းကိုတိုက်ခိုက်ခဲ့ရာခဲယမ်းများကိုတင်းစီရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။ဩဂတ်လ28ရက်နေ့မနက်၄နာရီကမှချောင်းဦးမြို့နယ်ကံကြီးကုန်းရွာပြူစောတိစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့များကဝေရောက်တိုက်ခိုက်ရာဩဂတ်လ30ရက်နေ့အထိကိုတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗါတယ်။အဲ့ဒီစခန်းမှာရှိတဲ့နောက်ဆုံးလက်ချံတပ်စခန်းကိုတိုက်ပတ်ရန်အတွက်ကြံရှိနေတဲ့အချိန်မှာစစ်တပ်ကလေကြောင်းပစ်ကူနဲ့ပစ်ကူပေးပြီးတော့မုံရွာမန္တလေးလမ်းမိုက်မှာရှိတဲ့စွိုင်းရီထက်စီဆိုင်စစ်တပ်အထိုင်စခန်းက လက်နက်ကြီးများနဲ့ပြစ်ကူပေးခြင်းကြောင့်အပိသက်တိတ်ပိုက်နိုင်ခြင်းမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါဗါတယ်။28ရက်နေ့မနက်၄နာရီဝန်းကျင်လောက်ကနေပြီးတော့ထိုးစစ်ဆတာပါ ဩဂတ်စ်လ30ရက်နေ့အထိ3ရက်ကြာခဲ့ပါတယ်ရန်သူနောက်ဆုံးစခန်းကိုတော့မသိမ်းနိုင်ခဲ့ပါဘူးစွဲရထက်စီဆိုင်မှာတဆွဲထားတဲ့စစ်ကောင်စီတပ်ကနေပြီးတော့လက်နက်ကြီးပစ်ကူတွေဒရဇက်ပစ်ပင်းနေတာရဲ့လေးချောင်းကနေပြီးတော့ဇက်တိုက်ဘုံကျဲနေတာရဲ့တခြားအခြေအနေတွေရဲ့ကြောင့်နောက်ဆုံးစခန်းကိုရကနေမှကျွန်တော်တို့တွေပြန်လည်ဆုတ်ခွာခဲ့ရပါတယ်လို့မုံရွာခရိုင်အမှတ်7တည်ရင်တက်ခွဲ3လျှက်စီးတက်ခွဲကတာဝန်ရှိသူတို့ကပြောဆိုထားပါတယ် ၎င်းတက်ခတ်မှုကိုမုံရွာခရိုင်အမှတ်စနစ်တရင်တက်ခွဲသုံးလျှက်စီးတက်ခွဲငမိုးရိတ်ကော်လမ်နဲ့မဟာမိတ်တပ်ပေါင်းစုတရင်တက်ဖွဲ့များကတက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါ့အပြင်မကွေးတိုင်းမြန်မြို့မီးတက်ဂိတ်မှာရှိတဲ့အကြမ်းဖက်စစ်သားများကိုစနိုက်ပါနဲ့ပစ်ခတ်တက်ခဲ့ရာစစ်သားတို့ဦးတည်ဆုံးခဲ့ကြောင်းမြန်ပါကဖကတာဝန်ရှိသူတို့ကပြောကြားထားပါတယ်။စက်တင်ဘာလ10ရက်နေ့မနက်7:30မိနစ်အချိန်ကမြန်မြို့အနောက်ဘက်ဈေးနဲ့ပန်းချာအနီးမီးတက်ဂိတ်စခန်းမှာအကြမ်းဖက်စစ်သားများနဲ့ရဲများကိုမြန်ပါကဖတပ်ဖွဲ့ဝင်များကစနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်တက်ခဲ့ရာမီးတက်ဂိတ်စခန်း န်ဘန်ကအတွင်းကတနက်လွယ်ပြီးတော့ထွက်လာတဲ့စစ်သားတအူးလက်ကြတိတ်ဆုံသွားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်ပေါတောမြို့နယ်အလဲဖယုံကကျောင်းရှင်ရွာအတွင်းမှာရှိတဲ့စစ်တုံးမန်းများနဲ့အကျဉ်းသားများစေကူတရေးစင်တာကိုစစ်ကောင်စီကဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရမယ်။စစ်ကောင်စီကပေါတောမှာရှိတဲ့စစ်တုံးမန်းများနဲ့အကျဉ်းသားများစေကူတရေးစင်တာကိုစက်တင်ဘာလ၈ရက်နေ့မှာဘုံကျဲချတိုက်ခိုက်ခဲ့တဲ့အတွက်စင်တာအတွင်းမှာရှိတဲ့စေကူတမှုခံယူနေသူများနဲ့ဝန်ထမ်းစုစုပေါင်းအယောက်20ထက်မနည်းသေဆုံးက15ခန့်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီဘက်ကသတင်းပေးလို့တိုက်ပွဲအတွင်းမှာဖမ်းမိလာတဲ့စစ်တုံးမန်းတွေနဲ့ပေါတော ော့အနီးနားကရွာတွေကလူတွေစိတ်ကူးတမှုခံယူနေတဲ့စန္တာကိုဘုံလာကျဲတာပါတေးတဲ့သူအတော်များပါတယ်ကိုရက်နေ့နေ့လယ်မှာတကြိုးပါတယ်လို့ပေါတော့ဒေတာကန်တို့ကပြောပြထားပါတယ်စစ်ကောင်စီက Jet Fighter နဲ့နှစ်ချိန်လာရောက်ပြီးတော့ဘုံရှစ်လုံးကျဲချခဲ့တဲ့အတွက်စိတ်ကူးတမှုခံယူနေတဲ့အေးဘက်ကနေပြီးတော့ဖမ်းဆီးရမိထားတဲ့စစ်ကောင်စီစစ်တုံးမန်းများအကျဉ်းသားတချို့နဲ့ပေါတော့မြို့ကဆေးလာရောက်ကုသနေသူဒေတာကန်များဆေးရုံဝန်ထမ်းများတေဆုံထိခိုက်ဒဏ်ရာရရှိသူတွေများပြားခဲ့တယ်လို့သိရပါတယ်ပေါတော့မြို့နယ်ဟာအေးအေးထိန်းချုပ်ထားတဲ့နေမြေဖြစ်ပြီးတော့ အဲ့ဒီစေကုသရေးစံတာဟာလေစစ်ကောင်စီရဲ့စစ်တုံးဗန်းများကိုအဓိကထားပြီးတော့ကုသပေးနေတဲ့နေရာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင် စစ်ကောင်စီကစက်တင်ဘာလ6ရက်နေ့မနက်09:48မိနစ်အချိန်မှာစစ်တွေမြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတစ်ခုဖြစ်တဲ့အမတ်ဆက်နှစ်ရဲတပ်ရဲအတွင်းကနေ၎င်း မနက်09:58မိနစ်မှာစစ်တွေပွန့်ရေတဲ့စခန်းကနေ၎င်းပေါက်တော်မြို့အတွင်းကိုလက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ကြောင့်ရက်ရွာများအတွင်းကိုကြားရောက်ပောက်ကွဲခဲ့ကြောင်း AA ကထုတ်ပြန်ထားပါရယ်အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုအတွင်းမှာအပြစ်မဲ့အရသာပြည်သူလူနေအိမ်တချို့ပျက်စီးခဲ့ကြောင်းသိရှိရပြီးတော့စစ်ကောင်စီကပြီးခဲ့တဲ့ဇွန်လအတွင်းကလည်းပောက်တော်မြို့နယ်အတွင်းမှာရှိတဲ့ကျေးရွာ၃ရွာကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါရယ်စစ်ကောင်စီဟာ အခု၄ရက်အတွင်းမှာ၎င်းတို့လက်လွတ်လိုက်ရတဲ့တိုင်းသားထိန်းချုပ်နယ်မြေများကိုလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ရာပြည်သူအယောက်90နီးပါးတေဆုံးခဲ့ရတယ်လို့သိရပါဗျ။စစ်ကောင်စီဟာပြီးခဲ့တဲ့စက်တမာလ6ရက်နေ့ကရှမ်းမြောက်နမ်ခမ်းမြို့ကိုဘုံကျဲချရာကလင်းငယ်များအပါအဝင်71ဦးတေဆုံးခဲ့ပြီးတော့စက်တမာလ9ရက်နေ့ကရှမ်းကယင်နယ်စပ်မှာရှိတဲ့ဘန်ကောက်စစ်ရှောင်းစခန်းကိုလည်းဘုံကျဲတိုက်ခိုက်ခဲ့ရာအသက်မပြည့်သေးတဲ့ကလင်းငယ်10ဦးနဲ့လူကြီး9ဦးအပါအဝင်စစ်ရှောင်းပြည်သူ10ဦးတေဆုံးခဲ့ရကြောင်းတရင်အရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမင်းတုံးမြို့နယ်ရွာတက်ချေရွာစာတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကလေးချောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စက်တင်ဘာလ9ရက်နေ့ည8:15မိနစ်ခန့်မှာမင်းတုံးမြို့နယ်ရွာတက်ချေရွာစာတင်ချောင်းကိုအကြမ်းဖက်စစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့လေးချောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူများထိခိုက်မှုမရှိတော့လဲ။ကျောင်းအဆောက်အဦးနဲ့အနီးအနားမှာရှိတဲ့ပြည်သူပိုင်နေအိမ်များပျက်စီးမှုရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်မြေပြင်မှာစစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကလည်း9ရက်နေ့ ည7:55မိနစ်ခန့်မှာခုံတိုင်ချင်းကျေးရွာကိုရောက်ရှိလာပြီးတော့ကျေးရွာနေပြည်သူအယောက်40ကျော်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးကရွာလေကောင်မှတက်ဆွဲထားတယ်လို့သိရပါတယ်ပထမကပြည်သူ3ဦးလောက်ကိုပဲဖမ်းမိတာ ဖမ်းမိတဲ့သူတွေကိုတပ်ပြစ်မယ်လို့ချိန်ချောက်ပြီးတော့တိန်းရှောင်နေတဲ့သူတွေကိုလိုက်ခေါ်ခိုင်းတာမလာတဲ့သူတွေကိုနေအိမ်တွေကိုမိရှုံမယ် PDF တွေလို့တတ်မှတ်ပြီးတော့တွေ့တဲ့အချိန်မှာဖမ်းမယ်တတ်မယ်ဆိုပြီးတော့ချိန်ချောက်ပြီးလိုက်ခေါ်တာအဲ့ဒီလိုမျိုးချိန်ချောက်ခေါ်ပြီးတော့ဖမ်းမိတဲ့သူတွေကိုဘေးပတ်ပတ်လဲမာထားပြီးသူတို့ကရွာလေကောင်မှာတက်ဆွဲနေတာစစ်ခွေးတွေကရွာတွေကပြည်သူတွေမွေးမြူထားတဲ့ကြက်တွေဝက်တွေကိုလည်းတပ်ဖြတ်စားတောက်နေကြတယ်လေချောင်းနဲ့ဘုံကျဲသွားတော့ပြည်သူတွေထိခိုက်မှုတော့မရှိဘူးနေအိမ်တွေပျက်စီးမှုတော့ရှိတယ်လို့ မင်းတို့မျိုးနဲ့ပကဖတာဝန်ခံကိုပါဟင်းကပြောဆိုထားကြောင်းသတင်းအရှိပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ကရင်ပြည်နယ်ကမာမောင်းမြို့အပါဝင်အနီးနားမှာရှိတဲ့ကြီးရွာများကစစ်ကောင်စီရဲ့စစ်မှုထမ်းတပ်မတ်ချင်းခံရတဲ့အကျုံးဝင်တဲ့လူငယ်များကိုစက်တမလာ၄ရက်နေ့မှာစစ်ကောင်စီကအစည်းအဝေးကျင်းပပြီးတော့ပြောကြားတတ်မှတ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် စစ်မှုထမ်းမှုကမာမောင်းမျိုးတဲမှာဆိုရင်ရက်ကွက်တစ်ခုကိုအယောက်60ခေါ်ယူဖို့လုပ်နေတယ်အရင်ဆုံးတော့တရက်ကွက်ကိုအယောက်30ခေါ်သွားမယ်လို့ပြောတယ်အချိန်တော့တပတ်ပေးထားတယ်သွားမဲ့သူမရှိရင်တော့ဝေဖမ်းမယ်လို့ပြောတယ်လို့ဒေသခံတအုပ်ကပြောပြခဲ့ပါတယ်နောက်ပြီးတော့စစ်မှုထမ်းရမယ်လူငယ်များကိုတတ်မှတ်ချိန်အတွင်းမှာတွားရောက်ပြီးတော့စစ်မှုထမ်းတာမျိုးမရှိရင်၎င်းတို့ကိုခီးသွားလာကွယ်ပိတ်ပင်ထားမယ်လို့ပြောပါတယ်ခရီးသွားရင်လည်းရက်ကွက်အုပ်ချုပ်ရေးမှုရဲ့ထောက်ခံစာတို့ဘာလို့ပါမှတွားလို့ရမယ်လို့သူကစက်ပြောပါတယ် အနည်းနာမှာရှိတဲ့ခြေပါတွေကလည်းစစ်မှုထမ်းရမယ်မသွားရင်လည်းခီးသွားတာခွင့်ကိုအရင်ကတည်းကပုံမှုပြီးတော့တင်းကျပ်မယ်လို့သူကပြောပါတယ်ဒါအပြင်အသက်60ပြည့်ပြီးသားအမျိုးသားများကိုလည်းပြည်သူစစ်မှုထမ်းရတော့စစ်ကောင်စီဘက်ကပြောဆိုထားတယ်လို့အဲ့ဒီဒေသခံကပြောပါတယ်အသက်60ပြည့်တဲ့သူတွေကိုလည်းပြည်သူစစ်အဖွဲ့မှစစ်မှုမထမ်းခြင်းငွေကြေးပေးဆောင်ရမယ်လို့စစ်ကောင်စီဘက်ကပြောဆိုကြောင်းအဲ့ဒီသတင်းရင်းမြစ်ကပြောပါတယ်ကမာမောင်းမြို့အနည်းမှာရှိတဲ့ခြေပါများမှာရှိတဲ့လူငယ်များဟာစစ်ကောင်စီထမ်းမှစစ်မှုမထမ်းလို့ရာကြောင့်လစာလဲကောင်းတဲ့ BGF တပ်ဖွဲ့တွေတဲကိုလူငယ်အများပြားဟာဝင်ရောက်နေကြကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးတရင်နိုင်ငံရေးတရင်များကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ